အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကမှာမြန်မာနှစ်ဦးအပါအဝင်အားလုံးပေါင်း၈ယောက်ကို Trump အစိုးရကတောင်ဆူဒန်နိုင်ငံသို့ပြည်နှံတံပေးလိုက်ပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် သတင်းအဖြစ်ဆောင်ကတော့ ABC News ကမေလ27 2025မနေ့ကတင်ဆက်သွားတာကတော့ Massachusetts ပြည်နယ် Boston မြို့ကတရခိုင်တရားသူကြီး Brian Murphy က Trump အစိုးရအပေါ်ပြင်းထန်စွာဝေဖန်လိုက်တာကတော့ဇာစွေးမှုတွေကျူးလွန်ထားတဲ့မြန်မာနိုင်ငံသားနှစ်ယောက်အပေါ်ဝင်အခြားနိုင်ငံသားစုစုပေါင်း၈ယောက်ကိုတောင်ဆူဒန်နိုင်ငံသို့စစ်ဖြစ်နေတာတိလင့်ကစားသူတို့ရဲ့မူရင်းနိုင်ငံများသို့ပြည်နှံတံမပေး အဲ့ဒီသူတွေကိုလည်းကြိုတင်အကြောင်းကြားထားခြင်းမပြုဘဲတောင်ဆူဒန်နိုင်ငံသို့ပို့ခြင်းဟာတရားရုံးကချမှတ်ထားတဲ့အမိန့်ကိုတိတိတသားကြီးကျူးလွန်ကြောင်းဝေဖန်လိုက်ပါတယ်။ American အစိုးရရဲ့ပြည်တွင်းလူမျိုးရေးဌာန DHS ကထုတ်ပြန်ကြေညာသွားတာကတော့ Security of the United States of America. These are the monsters that the district judge is trying to protect. The contrast is brutally stark. President Trump and Secretary Noem are working every single day to get these vicious criminals off of American streets. And while activist judges are on the other side fighting to get them back onto United States soil. အမေရိကန်နိုင်ငံတွင်းမှာပြင်းထန်သောရာဇဝတ်မှု အကြီးစားတွေကျူးလွန်ထားကြတဲ့ရာဇဝတ်သားတွေထဲမှာရှစ်ဦးကိုစစ်ဖြစ်ပွားနေတဲ့တောင်ဆူဒန်နိုင်ငံတို့ပြည်နယ်ဒဏ်ပေးခဲ့ရာ မြန်မာပြည်သား၂ဦးဖြစ်တဲ့ဦးညိုမြင့်နဲ့ဦးကျော်မြဆိုသူ၂ဦးပါဝင်ကြောင်းသိရပါဗျ။ဦးညိုမြင့်ကတော့ရာဇဝတ်မှု ပုံမှန်ကြီးဖြစ်တဲ့ပထမဒီဂရီ first degree မတန်မစွမ်းဖြစ်နေတဲ့ဒေါက်တာတယောက်ကိုရက်ဆက်စွာလိမ်ပိုင်းဆိုင်ရာ မတိန်ကျစ်မှုဖြင့်ထောင်၁၂နှစ်ချခံထားရသူ ဖြစ်ပြီးတော့ဦးကျော်မြဆိုသူကတော့တက်ငယ်မတိန်ပြုကျစ်မှုဖြင့်ထောင်ဒဏ်၁၀နှစ်ချခံခဲ့ရပြီး လေးနှစ်အကြာမှာတော့ခြေကျုပ်ဖြင့်ခိတ္တလူငယ်ခွင့်ရထားသူဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးကိုတော့ ICE အဖွဲ့ကပြီးခဲ့တဲ့ February မှာ ICE ရဲ့အကျဉ်းစခန်းထဲကို ရွှေ့ပြောင်းပြီးချထားခဲ့ပါတယ်။အခြားကြံတဲ့ရာဇဝတ်မှုကျူးလွန်သူ6ဦးကတော့ Cuba, Laos, Mexico နဲ့ Vietnam နိုင်ငံတွေက American နိုင်ငံတဲသို့ရွှေ့ပြောင်းအခြေစိုက်နေထိုင်သူတွေပဲဖြစ်ပါတယ်။အဲ့ဒီ6ယောက်ဟာဆိုရင်တော့လူတက်မှု မူရစေဝါရောင်းဝယ်မှုဓမြမှုတွေကျူးလွန်ထားကြောင်းအမေရိကန်အစိုးရကကြေညာပါတယ်။အခုတော့တမရထရန့်ရဲ့အစိုးရဟာအဲ့ဒီစိုးသွမ်းသူ၈ဦးဟာဒီအမေရိကမှာတရားဝင် နေထိုင်ခွင့် green card တွေရှိနေပေမဲ့သူတို့ကိုပြည်နယ်ဒဏ်ပေးလိုက်ပါပြီ။သူတို့ရဲ့မူရင်းနိုင်ငံတွေဖြစ်တဲ့မြန်မာနိုင်ငံ၊လာအိုနိုင်ငံ၊ဗီယက်နမ်၊ကျူဘာတို့ရဲ့အစိုးရတွေကပြန်လက်မခံနိုင်ဘူးပြောလို့အာဖရိကကတောင်ဆူဒန်နိုင်ငံကို စစ်ဖြစ်နေတဲ့ကြားကပဲမင်းေကပြင်းနှံတန်းခတ်ပြီးပို့ဆောင်လိုက်ပါတယ်။ခရင်တရားသူကြီးကဒီလူရှိဦးကိုပြင်းနှံတန်းပေးခြင်းဟာတရားရုံးအမိန့်ကိုအစိုးရကပြန်ပေးစရာမလိုအောင်ချိုးဖောက်တာဖြစ်တယ်လို့ချက်ချင်းဝေဖန်လိုက်ပါတယ်။ဒါပေမဲ့ Trump ကတော့သူလုတ်စီယာလုတ်တင်တာကိုဆက်လုတ်ပြီးဒီလူဆိုးရှိရောက်ကိုလေရင်ပေါ်တင်ပြီးတောင်ဆူဒန်နိုင်ငံကို ပို့လိုက်ပါပြီ။တရားသူကြီးကဝေဖန်ပေမဲ့ဒီလေရင်ကို နောက်ကျောင်းပြန်လှည့်ပြီးယာစုဝိသားတွေကိုအမေရိကနေမျိုးကို နိုင်ငံကို ပြန်ခေါ်ဖို့အမိန်တော်မထုတ်ပြန်ခဲ့ပါဘူးဒီအမှုတွေရဲ့ရှေ့နေတွေကလေရင်ပြန်လှည့်ဖို့အယူခံဝင်ခဲ့ပေမဲ့ခရိုင်တရားသူကြီးကလေရင်ကို နောက်ပြန်မလှည့်ခိုင်းတော့ပါဘူးတခုပဲတရားသူကြီးကပြောသွားတာက နောက်မှအခုလိုတတရနိုင်ငံတွေစီကိုပြည်နှင်ထံပေးရင်ပို့ခံရမယ့်သူတွေအဲ့ဒီနိုင်ငံမှာသွားလို့အဆင်ပြေမပြေအရင်မေးခြင်းကြောင့်အနည်းဆုံး ဆယ်ရက်ကနေ15ရက်ကြိုတင်ပြီးသူတို့ကိုဗေနိုင်ငံကိုပို့မယ်ဆိုတာအတိပေးတဲ့ကြောင်းပြောသွားပါတယ်။ပြီးတော့အမေရိကအစိုးရကိုယ်တိုင် ကတောင်ဆူဒန်နိုင်ငံတို့အမေရိကန်ပြည်သူတွေကိုစစ်ဖြစ်နေတဲ့အတွက်မတော်တဲ့ကြောင်းပြောထားပေမဲ့ဒီဂျာစပစ်သား၈ဦးကိုကြတော့ပို့ခဲ့တာကို သူသဘောမတူကြောင်းလည်းထည့်သွင်းပြောသွားခဲ့ပါတယ်။သမရထရမ့်နဲ့သူ့ရဲ့အတွင်ရေးမှုတို့ကတော့ဒီလင်းရင်ပေါ်မှာပါသွားတဲ့သူတွေဟာ လူတက်ကောင်တွေမဒိန်ကောင်တွေမတမ်းမဆွမ်းဖြစ်နေတဲ့ဒုက္ခိတသမားကိုမဒိန်ပြုကျင့်သူတွေဖြစ်ပြီးအဲ့ဒီလောက်ရက်ဆက်ဆိုးသွမ်းသူ Security of the United States of America These are the monsters that the district judge is trying to protect The contrast is brutally stark President Trump and Secretary Noem are working every single day to get these vicious criminals off of American streets. And while activist judges are on the other side fighting to get them back onto United States soil. ဒီကိုသူ့နိုင်ငံမှာလုံးဝမထားနိုင်ကြောင်းဒီဗီဒီယိုလေးမှာပြောသွားပါရယ်။သူတို့ဒီမှာကြံနေတဲ့မိသားစုတွေရှိနေရှိနေပေမဲ့လည်းငါတို့ဂရုမစိုက်ဘူးမကောင်းသူစိုးသွမ်းသူတွေရဲ့တွားရမဲ့လမ်းကိုငါတို့ကပို့ဆောင်ရမှာပဲလို့အင်ပီရိုကထုတ်ပြန်သွားပါရယ်။အဲ့ဒီလိုပဲနေ့စဉ်နေ့တိုင်းမှာ ဒီလိုစိုးသွမ်းခွင့်လွှတ်လို့မရခွင့်မလွတ်ထိုက်သူတွေကို အမေရိကမြေပေါ်မှာမထားနိုင်ဘူးအမေရိကရဲ့အကျဉ်းထောင်ဟာလည်းအမေရိကနိုင်ငံပေါ်မှာရှိတာမို့အဲ့ဒီအကျဉ်းထောင်တွေထဲမှာလည်းဒီစိုးသွမ်းသူတွေမရှိစေရဘူးတရားသူကြီးကဘလို့ပဲပြန်ခေါ်လာရင်အမိန့်တွေထုတ်ထုတ်ငါနဲ့ငါအစိုးရကတော့အမေရိကန်ပြည်သူတွေကြောက်ရွံ့မှုတွေကကင်းဝေးပြီးဘေးကင်းလုံခြုံဖို့ငါလုပ်เสียရှိတာလုပ်သွားရမှာပဲလို့ထရမ့်ကပြောသွားပါတယ် ပြည်တွင်းလုံခြုံရေးဌာနကထုတ်ပြန်သွားတာကတော့မနေ့ကဗုဒ္ဓဟူးနေ့မှာတော့ဒီလူ၈ယောက်ကိုစိုးသွမ်းလုံးကြီးမာလုံးနဲ့အမှုတွေကျူးလွန်တဲ့အတွက်ကဘာပေါ်ကမိသည့်နိုင်ငံကများလက်မခံကြင်ကြဘူးလို့သတင်းထောက်များကို ပြောသွားပြီးတောင်ဆူဒန်နိုင်ငံကတော့လက်ခံမဲ့ပြောတာကြောင့်ပို့ပေးလိုက်တာဖြစ်ကြောင်းပြောကြားသွားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကို 調査ပြီးတင်ဆက်ပေးသွားမှာမဟုတ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye